Thank you. ူငယ်ဆိုတာနိုင်ငံရေးအနာဂတ်ဒါပေမဲ့နိုင်ငံရေးကမငြိမ်မသက်တဲ့နေပဲတခုလို့ယူဆကြတယ်။အဲတော့ကျွန်တော်တို့ကပညာပဲလေ့လာသင့်သလားဒါမှမဟုတ်နိုင်ငံရေးမှာပဲပါဝင်သင့်သလားဆိုရင်ဒီမိကုံးကတော့အမြဲတမ်းအငင်းပွားနေစေမိကုံးပါ။အဲတော့ဒီဗီဒီယိုမှာတော့လူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားခြင်းပါဝင်ပတ်သက်ခြင်းအကောင်းဆုံးအားသာခြင်းသုံးချက်နဲ့ရှောင်ရှားတဲ့နဲ့အားနည်းချက်သုံးချက်ကိုဗတ်မလိုက်ဘဲကျွန်တော်တို့ဆန်းစစ်ကြည့်ကြရအောင်။ ူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားတဲ့အဓိကအကြောင်းရင်းသုံးခုကတော့ပထမနံပါတ်1အနာဂတ်ကိုကိုယ်တိုင်ပုံဖော်ခြင်းအဲ့တော့ဒီနေ့ချမှတ်တဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေပညာရေးစီးပွားရေးအကျိုးဆက်တွေလူငယ်တွေကအသက်အရှည်ဆုံးသူတို့ကခံစားရမှာဒါကြောင့်သူတို့ရဲ့အတန်အားမရှိမဖြစ်လိုအပ်ပါတယ်အဲအခု British ပါဆိုရင်အဲလူငယ်လွတ်တော်တို့ဘာလို့ကနေပြီးတော့နော်အဲလူငယ်လွတ်တော်တွေလေလူငယ်တွေရဲ့အတန်တွေနိုင်ငံရဲ့အရေးပါတဲ့အခက်အခဲတစ်ခုဖြစ် လူငယ်တွေအသံကိုနားထောင်ကြတယ်ပေါ့နော်။နောက်နံပါတ်2ကပြောင်းလဲမှုရဲ့မောင်းနေရ။အဲပြောင်းလဲမှုရဲ့မောင်းနေရသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်နိုင်ငံရေးပြောင်းလဲတိုင်းမှာလူငယ်တွေရဲ့ရေစွမ်းသတ္တိဆရာထက်သန်မှုကအဓိကမောင်းနေရလို့ပြောရမှာပေါ့နော်။နောက်နံပါတ်3ကပုံပုံကောင်းပုံနဲ့ခေါင်းဆောင်မှုငွေရတဲ့သူတွေနိုင်ငံရေးကိုစိတ်ဝင်စားမှနောက်တစ်ချိန်မှာလူကောင်းလူတော်တွေခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာနိုင်မှာပါ။ ဒါမဲ့နိုင်ငံရေးမှာပါဝင်တဲ့အခါမှာသတိထားမယ်အားနည်းချက်ကလည်းသုံးချက်တော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့တဲ့။ပထမနံပါတ်၁ကပညာရေးနဲ့အသက်မွေးကြောင်ပစ္စည်းချင်းဆိုတာဆိုတာနိုင်ငံရေးတွေကိုနက်နက်ရှိုင်ရှိုင်ဝင်ရောက်တဲ့အခါမှာပညာရေးကိုအာယုံစုဆိုင်မှုတွေရောကြပြီးတော့ဘဝခီးလန်းနေကြံ့ကြံ့သွားနိုင်တယ်ပေါ့နော်။နောက်နံပါတ်၂ကစိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုနဲ့လုံခြုံရေးနိုင်ငံရေးနယ်ပယ်ကဖိအားများတဲ့နယ်ပယ်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာပြင်ပမှုတွေလုံခြုံရေးအန္တရာယ်တွေကိုရင်ဆိုင်ရနိုင်တယ်ပေါ့နော်။နောက်နံပါတ်3ကအစိုးရအမြင်တွေကိုရောက်ရှိနိုင်တယ်။အတွေ့အကြုံတွေနှဲပါတဲ့အတွက်ဗလိုက်မှုများတဲ့မြင်တွေဒါမှမဟုတ်အစိုးရတဲ့လှုပ်ရှားမှုတွေမှာသူကအသုံးချခံသွားနိုင်တယ်။ဒါဆိုရင်လူငယ်တယောက်အနေနဲ့နိုင်ငံရေးကိုလုပ်မယ်။အဲမဖြစ်မနေနိုင်ငံရေးလည်းလုပ်ရတော့မယ်ပေါ့နော်။အဲဒီဘက်ကပညာရေးလည်းရှိတယ်ဒီဘက်ကဘဝရည်ရည်စီးပွားရေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာရွေးချယ်စရာတွေဖြစ်လာပြီမဖြစ်မနေ နိုင်ငံကြီးလုံးဝတော့မယ်ဆိုရင်ပညာမပါဘဲနဲ့တော့မလုပ်သင့်ဘူးပေါ့နော်အဲ့တော့တော်တော်များများတော့ပညာကိုဦးစားပေးပါကိုယ်ပိုင်ရည်ချင်းကိုအရင်တိစောက်ပါဘူးနော် knowledge ကအကောင်းဆုံးနိုင်ငံကြီးအဆိုးမိတ်နေလည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့နောက်နံပါတ်2ကလေးလာပါကိုတခုခုလုံးတော့မယ်ဆိုရင်မလုပ်သင့်ခင်မှာတခြားလေးလာဒီကြောင်းရောင်းနဲ့ပတ်သက်ပြီးတော့ဘယ်နဲ့ပဲလဲပေါ့နော်ကိုလုံးမဲ့ကိုဦးဆောင်မဲ့နံပါတ်နဲ့ပတ်သက်ပြီးတော့ဒီချာချာလေးလာရမယ်ပေါ့နော်ဘာမှမလုပ်ရသေးပဲနဲ့နိုင်ငံရေးဆိုင်ရာအစအုပ်တွေ ဆွေးနွေးမှုတွေဒါတွေကိုဖွင့်ရှုနားထောင်ပြီးတော့ခွဲခြားစိတ်ဖြာတတ်အောင်လေ့ကျင့်မှုလိုတယ်ပေါ့နော်။နောက်နံပါတ်3ကလူမှုရေးလုပ်ငန်းလေးတွေစမ်းပြီးတော့စတင်ပြီးတော့လုပ်ကြည့်သင့်တယ်ပေါ့နော်။ကိုဒေတာရင်းမှာရှိတဲ့ပညာရေးကျန်းမာရေးဆိုင်လူမှုကျိုးပြုလုပ်ငန်းတွေအနေနဲ့တစ်စက်စတင်ပြီးတော့ဒီနိုင်ငံရေးနယ်ပယ်လေးကိုဘယ်လိုချင်းချင်းဝင်ရောက်မလဲဆိုတော့အစာပြိုးသင့်တယ်ပေါ့နော်။အဲ့တော့လူငယ်တူးချင်းစီရဲ့အခွင့်အရေးနဲ့တောင်းကိုနားလည်ပြီးတော့ပညာရေးကိုအခြေခံပြီးနိုင်ငံရေးကိုစိတ်ဝင်စားခြင်းအရောအကောင်းဆုံးလမ်းကြောင်းလို့ပဲ ကြံပေးပါရစေ။အဲတော့ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ညီလေးညီမလေးရောနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘလို့ယက်တီချက်မျိုးယူထားလဲကွန်မန့်မှာသင်တို့ရဲ့အမြင်လေးတွေကိုဖော်ပြပေးခဲ့လို့ရပါတယ်။အဲတော့လူခွန်းတန်ကောင်းလေးကိုနောက်ထပ်သိရဖို့အတွက်ဒီ channel လေးကို like and share ပြီးတော့ subscribe လုပ်ထားဖို့မနေပါနဲ့နော်။ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဆက်သိမ်းပါ။ thank you